ကဲကြည့်ရှုနေတဲ့တင်တို့ရောလူပေါင်းများစွာအသုံးပြုနေကြရတဲ့ရှုပ်ထွေးနည်းနည်းလာတဲ့ passport တွေကိုစက်ရုံတွေမှာဘယ်လိုပြုလုပ်ထားကြသလဲဆိုတာစဉ်းစားမိကြပါသလားလောရယတနာဆိုင်တွေမှာမြင်တွေ့နေကြလှပတဲ့အဖိုးတန်စိမ်ပွင်လေးတွေနေစဉ်ဘဝမှာအသုံးပြုနေကြတဲ့ tissue လိပ်တွေစားရတွေကိုစက်ရုံတွေကဘယ်လိုများဖန်တီးထုတ်လုပ်ထားတယ်ဆိုတာတွေးတောဘူးကြမှာပါ ဒါကြောင့်ဒီကနေ့မှာတော့တင်းတို့ကိုကျွန်တော်တို့ပါဝင်ခြင်းမှာအမြဲလိုလိုမြင်တွေ့ရတဲ့နေစဉ်ဘဝမှာအသုံးပြုနေကြပစ္စည်းတွေကိုစက်ရုံတွေကဘယ်လိုမျိုးဖန်တီးထုတ်လုပ်တလဲဆိုတဲ့အချက်အလက်တချို့ကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်လို့အစီအစဉ်လေးကိုစိတ်ဝင်စားတယ်ဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုကြည့်လိုက်ပါ။ကဲအစင်းလေးဖြစ်ပြီဆိုရင်တော့စလိုက်ရအောင်ပါ။ပတ်စပို့ ။ Passport ဆိုတာကတော့တနိုင်ငံကနေတခြားတနိုင်ငံကိုကူးတန်းသွားလာရမှာခီးသွားလာသူတွေအနေနဲ့မရှိမဖြစ်အရေးကြီးတဲ့ပစ္စည်းတစ်မျိုးပါ။အမှန်မှန်ကြည့်လိုက်မယ်ဆိုရင်တော့ passport တွေဟာကိုယ့်ရဲ့အချက်လက်တွေဖြည့်သွင်းထားတဲ့တံမှန်စာအုပ်မှတ်တမ်းလေးတအုပ်လို့ထင်ရပါတယ်။ဒါပေမဲ့လည်းတကယ်တော့ passport တွေဟာကမ္ဘာပေါ်ကအရှုပ်ထွေးဆုံးအရာတစ်ခုဖြစ်တယ်လို့ထုတ်လုပ်မှုလုပ်ငန်းရှင်တွေကလည်းအတော်လေးအသေးစိတ်လာပါတယ်။ passport ပြုလုပ်မဲ့စက္ကူဟာလည်းတံမှန်စာရွက်တွေမဟုတ်ဘဲ ဘတ်စ်ဘုတ်ပြုလုပ်မဲ့စက္ကူတွေဟာလည်းတမန်စာရွက်တွေနဲ့မဟုတ်ဘဲပိုလိုကာဗိုနိတ်ပလတ်စတစ်လို့ခေါ်တဲ့အရာတစ်မျိုးနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။အဲဒီအရာကိုဆိုဒီယမ်ဟိုက်ဒရိုဆိုက်ဆိုတဲ့ဓာတုပစ္စည်းတွေနဲ့ရောနှောထားတာဖြစ်ပြီးပထမဦးဆုံးအနေနဲ့အဲဒီဓာတုပစ္စည်းတွေကိုတုံရင်ဘတ်စ်ဘုတ်မှာအသုံးပြုမဲ့စာရွက်တွေကိုတေချာပြင်ဆင်ကြရပါတယ်။ကြီးမားတဲ့စက္ကူချက်တွေရလာတဲ့အချိန်မှာတော့သူတို့ကိုဒလိန်တုံးတွေနဲ့ဆက်တွေတွေကိုထည့်သွင်းလိုက်ကြရတာဖြစ်ပြီးအဲဒီဆက်တွေမှာဖြတ်ဆက်တွေလည်းပါဝင်ပါတယ်။စက္ကူတွေဟာဆက်ထဲကထွက်လာတာနဲ့အမျှ အဲ့ဒီဓာတ်ဆက်တွေကနေ passport အရွက်ဖြတ်ပေးလိုက်တာဖြစ်ပြီးရရှိလာတဲ့စက္ကူပိုင်းလေးတွေကိုကျွမ်းကျင်အလုပ်သမားတွေကသုံးပတ်မြင်ဓာတ်ပုံတွေလိုမျိုးလုံခြုံရေးဆိုင်ရာစီမံချက်တွေထည့်သွင်းပေးရပါတယ်။ဒီလိုထည့်သွင်းခြင်းကြောင့် passport တွေကိုအတီးပြုတ်ခွဲခြားလို့ရာသွားနိုင်တယ်လို့ဒီလုပ်ငန်းစဉ်ဟာငွေစက္ကူဖန်တီးပုံတွေနဲ့တိတ်မကွာချလာပါဘူး။ငွေစက္ကူတွေမှာအထူးသီးသန့်လုံခြုံရေးတွေထည့်သွင်းထားတယ်လို့ပဲ passport တွေကိုလည်းဒီလိုလုံခြုံရေးစနစ်တွေထည့်သွင်းထားတာကြောင့်ဘယ်သူကမှတထထဲစင်တူတဲ့အတုပါမျိုးဖန်တီးနိုင်ကြမှာမဟုတ်ပါဘူး။ ရောင်မြန်တွေထည့်သွင်းလိုက်ရင်တော့သူတို့ကိုအပူချိန်900ဒီဂရီနဲ့ထိတွေ့ပေးရတာဖြစ်ပြီးဒီလိုပြုလုပ်မှသာရောင်မြန်တွေကစက်ကူသားတွေဝင်ရောက်ရောနှောသွားမှာဖြစ်ပါတယ်။ဒီအဆင့်ပြီးသွားပြီဆိုရင်တော့သူတို့ကိုစားရိတ်နှိပ်တာတွေစတင်ပြုလုပ်ပြီးအဲ့ဒီအဆင့်မှာလည်းအထူးဖန်တီးထားတဲ့မှင်တွေကိုသာအသုံးပြုပါတယ်။ဒီမင်းတွေကစာရွက်ကိုလှုပ်ရှားတဲ့အခါမှာအယောင်လိုက်လံပြောင်းပြီးတဲ့မှင်မျိုးဖြစ်ပြီးဒါကြောင့်အစစ်နဲ့တရတဲ့စင်တူတဲ့ passport ဆိုတာမရှိနိုင်သေးတာဖြစ်ပါတယ်။ ဒီလိုမျိုးလုံခြုံရေးစနစ်တွေကြောင့် UVB နဲ့စစ်ဆေးကြည့်တဲ့အခါဆောက်ရက်ပေါ်မှာမတူညီတဲ့ဒီဇိုင်းအလှတွေပေါ်ထွက်လာကြတာဖြစ်ပါတယ်။ဒါရင်မကသေးပဲဆောက်ရက်ပေါ်မှာရှိုင်းနေထားတဲ့စက်လုံးတွေကိုလည်းမှန်ဘလူးတွေနဲ့ပါသာမြင်တွေ့ရတာဖြစ်ပါတယ်။အဲဒီနောက်မှာတော့တခြားသောပုံနှိပ်ဆက်တလုံးနဲ့ MSC နံပါတ်တွေကိုရိုက်နှိပ်ပြီးစာအုပ်တအုပ်ဖြစ်ချုပ်လုပ်ပေးလိုက်တာဖြစ်ပါတယ်။ passport တွေထဲမှာထထူးကြကြအနေနဲ့အခုလက်ရှိအသုံးပြုနေတဲ့ Switzerland နိုင်ငံရဲ့ passport ဟာကမ္ဘာပေါ်မှာအလုံးကျုံဆုံးနဲ့အလားဆုံး passport အဖြစ်သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ အကြောင်းကတော့ passport ဟာတမန်မျက်လုံးနဲ့မြင်ကွင်းမှာလည်းလှပတယ်လို့ UV အလင်းရောက်အောင်မှာလည်းအခုလိုပဲ Switzerland ရဲ့တောင်တန်းတွေမြစ်ချောင်းတွေနဲ့ရှုမျှော်ကင်းတွေကိုရိုက်နှက်ထားတာကိုလည်းမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ဒါရီမကာဒီပဲသူတို့ရဲ့ passport ဟာဇီဝအချက်လက်တွေပါပါဝင်တဲ့ biometric passport ဖြစ်ပြီးအသုံးပြုသူရဲ့ကိုယ်ရဲ့အချက်လက်တွေဖြစ်ကြတဲ့ဓာတ်ပုံ၊လက်မှတ်၊လက်ပွေ၊စတာတွေပါဝင်ပြီးချစ်ပြားတစ်ခုကိုလည်းထည့်သွင်းထားပါတယ်။ဘာဖြစ်ဖြစ် passport တိုင်းရဲ့ဖန်တီးမှုလုပ်ငန်းစဉ်အစင်းစင်တွေဟာတကယ်ကိုရှုပ်ထွေးလွန်လာတော့အသေးချာပါ။ စိမ့်ပွင့်များစိမ့်တွေဟာကဘာပေါ်မှာအလှပဆုံးနဲ့တန်မှုအရှိဆုံးအရာတွေတက်ကတစ်ခုအပါအဝင်ဖြစ်ပါတယ်တကယ်တော့စိမ့်တွေဟာကဘာမြေကြီးတွေကနေတူဖို့ရရှိတဲ့သဘာဝတွင်းထွက်ကြောက်တမျိုးဖြစ်ပြီးတချို့သောစိမ့်ပွင့်တွေကတော့စက်ယုံတွေကတူပဖန်တီးထားကြတာမျိုးလည်းရှိပါတယ်အဲဒီစိမ့်တွေကလည်းအံဘုတ်ကောင်းစွာနဲ့ပဲတကယ်တွင်းထွက်စိမ့်အစစ်တွေကိုအတော်လေးစင်တူကြပါတယ်သူတို့ရဲ့ပုံစံအရာရုပ်ပိုင်းဆိုင်ရာနဲ့ဓာတုဗေဒဆိုင်ရာဂုံတက်တိတွေကလည်းစိမ့်အစစ်နဲ့တူညီလွန်းလာပါတယ် ဒီစိမ့်တွေကိုတော့စိမ့်စေလေးတွေကနေဖန်တီးထားတာဖြစ်ပြီးစိုက်ခင်းတွေထဲမှာမျိုးစေ့တွေစိုက်ပြုံရင်အပင်တူလေးတွေဖန်တီးကြတယ်လို့ပဲစိမ့်တွေကိုလည်းစိမ့်စေလေးတွေအသုံးပြုရင်တခွဲခန်းထဲမှာဖန်တီးထားကြတာဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်ကိုဓာတုနီနဲ့အငွေ့ပြန်စေခြင်းလုပ်ငန်းစဉ်လို့ခေါ်ကြပြီးပထမဦးဆုံးအနေနဲ့သေးငယ်တဲ့စိမ့်အစေလေးတွေကိုခွက်တစ်ခုထဲထည့်ထားလိုက်ပြီးအဲဒီခွက်ကိုအခန်းတစ်ခုထဲမှာထည့်သွင်းလိုက်ပါတယ်အဲ့ဒီနေရာမှာမှောင်မဲနေတယ်လို့အပူချိန်ကလည်းအလွန်အမင်းမြင်မာနေပြီးအဲ့ဒီနောက်မှာတော့အခန်းထဲကိုမိသိန်းတန်းငွေတွေဖြည့်သွင်းပေးလိုက်ရပါတယ် အဲ့ဒီတန်းငွေတွေကစိန်ပွဲတွေဖြစ်လာအောင်ကူညီပေးမှဖြစ်ပြီးတကယ်စိန်အစစ်တွေကတော့အပူချိန်မြင်မာခြင်းနဲ့မိသိန်းတန်းငွေတွေကြောင့်ကဘာမီအောက်မှာတဘာဝအတိုင်းဖြစ်ပေါ်လာကြတာဖြစ်ပါတယ်။စိန်အတုတွေကိုပြင်ဆင်ရမှာလဲအလားတူနီလန့်ကိုပဲတခွဲပြုလုပ်ကြတာဖြစ်ပြီးဒီအတွက်လဲတဘာဝနဲ့စင်တူတဲ့အခြေအနေမျိုးဖန်တီးကြရပါတယ်။အပူချိန်မြင်မာမှုကြောင့်မိသိန်းတန်းငွေမော်လီကျူးတွေဟာပြိုကွဲသွားကြပြီးလေတူတွေကကာဗွန်တိုင်အောက်ဆိုက်တွေကလည်းမော်လီကျူးတွေကြောင့်ဝင်ရောက်နေရယူလာပါတယ်။အရေးအရာနှစ်ခုနဲ့အပြန်အလှန်တပ်ပြုတ်မှုကြောင့်ကာဗွန်ပုံဆောင်ကဲတွေပေါ်ပေါက်လာပြီး အဲ့ဒီကာဗွန်တွေကိုအပူချိန်2000ဒီဂရီမှာထားရှိရင် hydrolysis press အသုံးပြုရင်ဖိအားပေးလိုက်ရပါတယ်။အဲ့ဒီနောက်တာမန်အပူချိန်အတိုင်းပြောင်းလဲသွားတဲ့အချိန်မှာတော့အရေးဖြစ်ပြောင်းလဲသွားတဲ့ကာဗွန်ပုံဆောင် carry ဟာလည်းတကယ်စိန်တွေဖြစ်လာကြပြီးအဲ့ဒီစိန်တွေကိုပဲပုံစံအမျိုးမျိုးဖြတ်တောက်ရင်လက်ဝဲယတနာဖြစ်ဖန်ပြီးကြတာဖြစ်ပါတယ်။ဘာဖြစ်ဖြစ်စိန်အတုဖန်ပြီးတဲ့နီလန်ကအန်ဟောစရာကောင်းတာတော့အမှန်ပါ။ tissue လိုက် တီရှူးတွေဟာယနေ့ခေတ်မှာအတော်လေးအသုံးတွင်ကျဲတဲ့ပစ္စည်းတစ်ခုဖြစ်ပြီးအိမ်တိုင်းမှာထားရှိအသုံးပြုနေတာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူတို့ကိုစက်ရုံတွေမှာဘယ်လိုပြုလုပ်တယ်လဲဆိုတာသင်တို့တွေးဘူးကြပါသလား။တီရှူးပေပါဖန်နေတဲ့လုပ်ငန်းစဉ်ဟာလေအန်အောစီယာကောင်းတယ်လို့ဆိုတိုင်းပြီးတီရှူးဖန်နေတဲ့လုပ်ငန်းစဉ်အတွက်အရေးကြီးဆုံးပစ္စည်းကတော့စရွက်ပဲဖြစ်ပါရည်။တကယ်တော့ကျွန်တော်တို့အသုံးပြုနေတဲ့တီရှူးတွေဟာပြန်လည်တန့်စင်အသုံးပြုနေကြတဲ့စရွက်တွေဖြစ်ကြပြီးအဲ့ဒီအတွက်ပထမဦးဆုံးအနေနဲ့စရွက်တွေကိုတန့်စင်ပြီးတဲ့ဆက်တွေထည့်သွင်းကြရပါရည်။ ပြန်ကျဲနေတဲ့စက္ကူစားတွေကိုအမြင်တွေအဖြစ်ဖြတ်တောက်ပေးလိုက်ကြပြီအဲဒီနောက်မှာတော့ဖြတ်ထားတဲ့စက္ကူစားတွေကိုရေရောရင်ပြောပတ်တွေအဖြစ်ဖမ်းနှိလိုက်ကြပါရီအဲဒီနောက်မှာတော့ပြောပတ်တွေကိုအယောင်ချွတ်ကြပြီးဒီအဆင့်ရောက်မဲ့ကျွန်တော်တို့အသုံးပြုနေတဲ့ tissue လိပ်တွေဟာဆွတ်ဆွတ်ဖြူနေကြတာဖြစ်ပါတယ်နောက်တော့အဆုံးချွတ်ထားတဲ့ပြောပတ်တွေကိုစေကြောတန်းစင်ကြရပြန်ပြီးရေရီအလုံးကုန်စင်သွားအောင်ဖိအားသုံးရင်ရေညှစ်ကြပြန်ပါရီအဲဒီနောက်မှာတော့လုံထွေးနေတဲ့စက္ကူချက်တွေကိုလှိမ့်ဆက်တစ်ခုတည်းကိုထည့်သွင်းရပါတယ် ီလိုနဲ့စက်ကူချက်တွေရရှိလာပြီးအဲ့ဒီစက်ကူချက်တွေဟာ tissue အကျန်းတွေတွေဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့နောက်ထပ်ဆက်တမျိုးနဲ့ tissue ကျန်းတွေကိုစတင်ခောက်ချိုးကြပြီးဓာတ်ဆက်အကြီးကြီးတွေကလည်းလိုချင်တဲ့အရွယ်စားရအောင်ဖြတ်တောက်ပေးရင်ရလာတဲ့ tissue တွေကိုထုတ်ပိုးမှုတွေစတင်ပြုလုပ်ကြပါတယ်ဒါလိုမျိုးနီလန်းတွေနဲ့ပဲကျွန်တော်တို့နေစဉ်ဘဝမှာအရန်ကိုအတုံးဝင်နေဆိုတဲ့ tissue လိုက်တွေဟာစိတ်ယုံတွေကနေဈေးွက်ထဲကိုရောက်ရှိလာကြတာဖြစ်ပါတယ်။ rubber queen ရာဘာကွင်းတွေဆိုတာကတော့ရုံတွေကျောင်းတွေနဲ့အိမ်တွေတိုင်းမှာမရှိမဖြစ်အသုံးတည်းတဲ့ပစ္စည်းဖြစ်တယ်လို့သပင်တွေပတ်စံတွေနဲ့တခြားအရာတွေအများပြားမှာခြိနှောင်ဖို့အတွက်အသုံးပြုလို့ရှိပါတယ်။ဒီပစ္စည်းတွေကတော့အတော်လေးယိုရှင်းတယ်လို့သူတို့ဖန်တီးတဲ့လုပ်ငန်းစဉ်ကလည်းအတော်လေးယိုရှင်းပါတယ်။ရာဘာကျန်းတွေဟာစက်ရုံတွေကနေရာဘာကွင်းပြုလုပ်ရမှာအဓိကကုန်ကျန်းတွေဖြစ်ပြီးပထမဆုံးအနေနဲ့ရာဘာကျန်းတွေကိုမြန်မာတဲ့အပူချိန်တစ်ခုမှာအရေးပြောစေရပါတယ်။ အခုလိုမျိုးအရေးပြောသွားတဲ့အခါမှာတော့ဆက်ကနေအရေးတွေကိုစေကပ်ပြောဤလာတဲ့အထိမှွေးနှောက်နေပေးရပြီးပြောဤနေတဲ့ rubber တွေကိုလှိမ့်စက်ထဲမှာထည့်ပေးလိုက်ကြပါတယ်။အဲဒီဆက်တွေကလည်း rubber ပြားတွေကိုပါလွှာတဲ့ရှည်မြင်မြော့သဏ္ဍန်ဖြစ်အောင်လှိမ့်ပေးကြရတာဖြစ်ပါတယ်။နောက်တော့တခြားဆက်တစ်ခုတည်းကိုကူးပြောင်းရလွယ်ကူစေဖို့အတွက်အလုသမားတွေကပါလွှာတဲ့ rubber တွေကိုအလိတ်သဏ္ဍန်ပြန်ပြီးခောက်ကြပါတယ်။ အဲဒီနောက်မှာတော့ဆိုဖာနဲ့ရောနှောရင်ကျိတ်ဆက်တဲ့ထဲသွင်းရပြင်ပြီးဆိုဖာကိုထဲသွင်းရတာကတော့ရဘာတွေကိုကျုံနိုင်စိုက်နိုင်အားကိုပုံမတိုးမြင့်စေဖို့ဖြစ်ပါတယ်။နောက်တော့လိမ့်ဆက်တွေကိုထပ်ပြီးထဲရပြင်ပြီးဒီဆက်ကြီးကရဘာပြားတွေအဖြစ်ပြန်ပြီးထုတ်ပေးလိုက်ပါတယ်။အချောသက်ရဘာတွေစက်ထဲပြန်ထွက်လာတဲ့အချိန်မှာတော့အလုသမားတွေကလည်းသူတို့ကိုလှိမ့်ညင်အပိုင်းစားတွေအဖြစ်ဖြတ်တောက်ကြပြီးတခြားဆက်တစ်ခုတွေကိုထဲသွင်းပေးရပြန်ပါတယ်။ အဲ့ဒီဆက်ကလည်းချုံမှုတဲ့ရှီမျောပြုံးတွေအဖြစ်ပြန်ထုတ်ပေးလိုက်ပြီးအလौဒသမားတွေကလည်းအဲ့ဒီပြုံးတစ်ခုကိုဂျုံမှုတ်တော့ရင်တန်နေပြိလုပ်ထားတဲ့ပုံစံကွက်ထဲထည့်သွင်းရပါတယ်။ဒါကြောင့် rubber ပြုံးတွေဟာတစ်ခုနဲ့တစ်ခုစေးကပ်မှုမရှိကြတော့သလိုသူတို့ကိုထပ်မံအပူပေးပြီးတဲ့နောက်မှာတော့ပုံစံကွက်ထဲကနေထုတ်လိုက်ကြပါတယ်။ဒီလိုနဲ့နောက်ဆုံးအဆင့်မှာတော့အဲ့ဒီ rubber ပြုံးချောင်းတွေကိုဖြတ်ဆက်တဲ့ထည့်သွင်းလိုက်ပြီးဆက်ထဲကအလွန်ထက်တဲ့ဓားသွားတွေကလည်းတပြိုင်တည်းမှာပဲသေးငယ်တဲ့ကွင်းလေးတွေအဖြစ်ဖြတ်တောက်လိုက်ကြပါတယ်။ အဲ့ဒီနောက်တော့ရလာတဲ့ rubber ကွင်းလေးတွေကိုထုတ်ပိုးရင်ဈေးွက်ထဲကိုဖြန့်ကြည့်ကြတာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့ passport တွေပါဝင်ကျွန်တော်တို့မြင်တွေ့နေကြနေစဉ်ဘဝမှာမရှိမဖြစ်အသုံးတည်တဲ့ပစ္စည်းတချို့ကိုစက်ရုံတွေကဘယ်လိုဖန်တီးထုတ်လုပ်တယ်လဲဆိုတဲ့အချက်တချို့စူးစီးတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးတဲ့ထုတ်လုပ်မှုတွေထဲမှာဘယ်တစ်ခုကိုပြည်သူတို့အတွက်သဘောအကျဆုံးဖြစ်စေခဲ့လဲဗျ။ comment မှာပါဝင်ဆွေးနွေးပြသလိုက်ပါ။အစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။